ိတ်သမားအားလုံးမင်္ဂလာပါခင်ဗျာမြမလေးပြည်စီဆက်ကွန်မြို့သမီးတင်ဟာအမျိုးသမီးအာရှဖလားပြိုင်ပွဲကိုပါဝင်ကစားကွင်ရတာပြီဆိုတော့ပြိတ်သားအားလုံးသိရှိမိသားဖြစ်ပါတယ်ဒီတော့ယူဆက်ကွန်အမျိုးသမီးအာရှဖလားပြိုင်ပွဲအုပ်စုတွေမဲခွဲဖို့အတွက်ပထမဆုံးအဆင့်ဖြစ်မဲဦးခွဲခြားမှုတွေကိုအာရှမော်လုံးခွဲချုပ်ကထုတ်ပြန်ညာလိုက်ပါတယ်ဟုတ်ကဲ့မြမလေးပြည်စီယူဆက်ကွန်အမျိုးသမီးတင်ဟာမဲဦးနံပါတ်၄မှာကြောက်သွားခဲ့ပါတယ်ခင်ဗျာမဲအိုးတွေကို ranking သတ်မှတ်ချက်အရခွဲခြားစီစဉ်လိုက်တာဖြစ်ပါတယ်မြမလက်ရွေးစဉ်ယူဆက်ကုန်အမျိုးသမီးအသင်းပါဝင်တဲ့မဲအိုးနံပါတ်လေးမှာမြမလက်ရွေးစဉ်ယူဆက်ကုန်အမျိုးသမီးအသင်းနဲ့အတူတရုတ်တိုင်ပင်အသင်းပါတယ်နောက်ပြီးတော့လက်ဗနွန်ယူဆက်ကုန်အမျိုးသမီးအသင်းပါတယ်ဒီနှစ်သင်းကိုမြမလက်ရွေးစဉ်ယူဆက်ကုန်အမျိုးသမီးအသင်းကမဲအိုးချင်းတူတဲ့အတွက်အုပ်စုမှာရင်ဆိုင်ရဖို့မရှိတော့ဘူးမဲအိုးနံပါတ်1 2 3 4 တခုစီကတင်းစီပါဝင်ပြီးတော့အုပ်စု၄သင်းကိုစုဖွဲ့မှာဖြစ်ပါတယ်ဒီတော့မဲအိုးနံပါတ်၁ကိုကြည့်လိုက်ရင်အင်ရှင်တရုတ်ပါတယ်လက်ရှိချန်ပီယံမြောက်ကိုရီးယားပါတယ်2024ခုနှစ်ယူဆက်ကောအမျိုးသမီးအာရှဖလားပြိုင်ပွဲမှာဒုတိယရခဲ့တဲ့ဂျပန်ပါတယ်ဒီထက်ကတင်းကိုမြန်မာယူဆက်ကောအမျိုးသမီးသင်းရင်ဆိုင်ရှင်ပြန်ရတော့မယ်မဲအိုးနံပါတ်၁ကိုကြည့်လိုက်ရင်2024ခုနှစ်ယူဆက်ကောအမျိုးသမီးအာရှဖလားပြိုင်ပွဲမှာတတိယရထားတဲ့တောင်ကိုရီးယားပါတယ်ပြီးတော့ဒေတာရင်းပြိုင်ပွဲထိုင်းပါတယ်ပြီးတော့ဩစတြေးလျပါဝင်တယ် ဘယ်အသင်းနဲ့ပဲတွေ့တွေ့မြန်မာအတွက်ကခတ်မယ်ဆိုတာကြီးပါပဲမဲအုံးနံပါတ်3ကိုကြည့်လိုက်ရင်တော့ဖိလစ်ပိုင်ဗီယက်နမ်နဲ့အိန္ဒိယတို့ရှိနေပါတယ်ဒီထဲကအသင်းသေးဟာလည်းမြန်မာယူဆက်ကုန်အမျိုးသမီးအသင်းအသင်းတော်ပေါ့လေရင်းဆိုင်ရှင်ပြန်ရခက်ခဲဖို့ရှိပါတယ်ခင်ဗျဟုတ်ကဲ့အုပ်စုမဲကောပွဲကတော့2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပသွားဖို့ရှိနေပါတယ်ခြေစစ်ပွဲအောင်မြင်လာတဲ့အသင်းရှင်းသင်းဟာ ဘိုင်းရရှိထားတဲ့အသင်းလေးသင်းနဲ့ပေါင်းစင်းပြီးတော့ပြိုင်ပွဲကိုကစားမှာဖြစ်ပါတယ်ခင်ဗျာပြိုင်ပွဲကိုအလိုအလျောက်ဘိုင်းဝင်ခွင့်ရထားတဲ့အသင်းလေးသင်းကအင်ရှင်တရုတ်ဖြစ်တယ်လက်ရှိချန်ပီယံမြောက်ကိုရီးယားဖြစ်တယ်ပြီးတော့2024ခုနှစ်ကဒုတိယရခဲ့တဲ့ဂျပန်ဖြစ်တယ်တတိယရခဲ့တဲ့တောင်ကိုရီးယားဖြစ်ပါတယ်ခင်ဗျာခြေစစ်ပွဲအောင်မြင်လာတဲ့အသင်းရှစ်သင်းဒီအသင်းတွေကတော့မြန်မာလက်ဗနွန်အော်စတြေးလျထိုင်းဖိလစ်ပိုင်ဗီယက်နမ်တရုတ်တိုင်ပင်နဲ့အင်ဒိုနီးရှားတို့ဖြစ်ပါတယ်ခင်ဗျာ2026ခုနှစ်ယူဆက်ကအမျိုးသမီးအာဆာဖလားပြိုင်ပွဲကြီးကို 2026ခုနှစ်အင်ပါလာ30ရက်နေ့ကနေမေလ18ရက်နေ့ထိတရုတ်နိုင်ငံမှာကျင်းပသွားဖို့ရှိနေပါတယ်။ကျွန်တော်ရှင်းပါပြောခဲ့သလိုပဲအုပ်စုတစ်ခုစီမှာအသင်းလေးသင်းစီပါဝင်မယ်။အုပ်စုရေတော့က3ခုရှိမယ်။အုပ်စုတစ်ခုစီကအုပ်စုပထမနဲ့ဒုတိယက quarter final ကိုဓာတ်ရိုက်တလန်ဝင်ရရှိမှာဖြစ်တယ်။အုပ်စုတတိယရရှိတဲ့အသင်း3သင်းရှိမယ်။အဲ့ဒီကအကောင်းဆုံးအုပ်စုတတိယနှစ်သင်းစီ quarter final ကိုတက်ခွင့်ရရှိပါလိမ့်မယ်။ quarter final မှာအနိုင်ရရှိတဲ့အသင်း၄သင်းစီ semi final ကိုတက်လိုက်ရမယ်။ semi final ကိုရောက်ရှိတဲ့အသင်း၄သင်းစီ မော်ရိုကိုနိုင်ငံမှာကျင်းပမဲ့ယူဆက်ကွန်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲကိုဆက်လက်ရှင်ပြန်ကစားကွန်ရရှိမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်ယူဆက်ကွန်အမျိုးသမီးအသင်းနေနဲ့အုပ်စုချက်ကိုကျော်လွှားနိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရင်ခေါ်တော့မှာဖြစ်တဲ့အကြောင်းပြည်သက်တွေကိုအသိပေးပြောပြလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ